ငွေစုယုံနဲ့ချမ်းသာနိုင်သလားဆိုတဲ့မိကုံးကိုငွေစုဘူးခဲ့တူတိုင်းကမေးဘူးခဲ့ကြမယ်တင်ပါတယ်။ဒါမို့လဲကိုကငွေမစုဘူးဆိုလို့ရှင်လဲငွေစုမယ်ဆိုတဲ့စိတ်ကူးနဲ့ဒီမိကုံးရဲ့အဖြေကိုသိကျင်ကြမယ်တင်ပါတယ်။အဲ့တော့ကျွန်တော်လက်တွေ့ကြကြပေါ့ဗျာကျွန်တော်အတူတကွဒီဗီဒီယိုလေးမှာတွက်ချက်ပြီးတော့မှအဖြေရှာကြည့်ကြရအောင်ပါ။အဖြေရှာဖို့အတွက်ကျွန်တော်မိကုံးလေးတစ်ခုနဲ့အစာပြုရအောင်ပါ။အဲ့ဒီမိကုံးက တနာကြီးကိုယ့်ရဲ့ဝင်ငွေဘယ်လောက်ရှိတလဲဆိုတော့မိကွန်းလေးပေါ့ဗျာ။ဟောငွေစုတယ်ဆိုတာကအဆုံးမှာဝင်ငွေပေါ်မှာအခြေခံပြီးတော့မှစုရတာပေါ့ဗျာ။မဝင်တဲ့ငွေကိုကျွန်တော်တို့ကစုလို့မရဘူးလေဗျာ။ငွေဝင်မှပဲဒီငွေဝင်ငွေအပေါ်မှာတောင်မှကျွန်တော်တို့ကတရားဝင်တယ်ဆိုလို့ရှိရင်တရားလုံးစုလို့မရဘူးလေဗျာ။နော်ကိုအနေနဲ့ကမိသားစုအတုံးစိတ်ရှိအောင်မယ်ကိုရဲ့အတုံးစိတ်ရှိအောင်မယ်အစားရှိတယ်ဗျာ။အတုံးစိတ်ဒီစဉ်းစားပြီးတော့မှတွက်ချက်ပြီးတော့မှဘေးဖယ်ပြီးတော့မှကျွန်တော်စုငွေဘယ်လောက်စုမယ်ဆိုပြီးတော့မှစဉ်းစားရတာပေါ့ဗျာ။ ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့တဏှာကြီးဝင်ဝင်ဘလောက်လဲဆိုတော့မိကုံးလေးတစ်ခုနဲ့ကျွန်တော်အစာပြုတ်လိုက်ကြရအောင်တွက်ချရတာလွယ်ကူအောင်လို့ပေါ့ဗျာဒီမှာကိုကလစာအနေနဲ့ပဲဖြစ်ဖြစ်အလုတ်ကနေရတာပဲဖြစ်ဖြစ်စီးပွားရနေရတာပဲဖြစ်ဆိုကြပါစို့တလားဟိုဟိုတွက်ချရလွယ်ကူအောင်လို့ဒီမှာ72သိန်းလို့ပဲဆိုကြပါစို့ပေါ့ဗျာကဲတလားကို72သိန်းဝင်နေဆိုပါစို့เนาะတလားကိုကိုယ့်ရဲ့လောက်ခလာစာဒီ72သိန်းရှိတယ်ပေါ့ဗျာအဲ့တော့တလားကို72သိန်းဆိုလို့ရှိရင် အလုတ် လုတ်တာလေအဲကျွန်တော်တို့ကစနေတနင်္ဂနွေမလုတ်ဘူးပေါ့ဗျာအဲ့တော့စနေတနင်္ဂနွေဘေးဖယ်လိုက်လို့ရှိရင်တလားတလားကိုကျွန်တော်တို့ကလုတ်ရက်က22ရက်လောက်ရှိတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့တလားကို12သိန်းရတယ်လုတ်လုတ်တဲ့ရက်ပေါင်းကတလားကို22မှ2ရက်အဲတရက်ကိုလည်းကျွန်တော်ကဟလာ၈နာရီပဲလုပ်တယ်ဆိုပါစို့ပေါ့ဗျာမနေ့9ကနေည9:00အထိတရက်၈နာရီပဲလုပ်တယ်ဆွဲနေရမှာ20နှစ်နဲ့เนาะကျွန်တော်တို့၈နဲ့မြောက်လိုက်တယ်ဆွဲနေရမှာတလားတလားကိုကျွန်တော်ဒီ190နဲ့မ 6နာရီလောက်တယ်ပေါ့ဗျာအဲ့တော့12သိန်းဒလာကိုရတယ်လောက်တဲ့နာရီကစုစုပေါင်း180နဲ့မှ6နာရီဆိုတဲ့အနေအထားမျိုးမှာကျွန်တော်ကစားလိုက်လို့ရှိရင်တနာရီအတွက်ကိုဘယ်လောက်လဲဆိုတာထွက်လာတာပေါ့ဗျာအဲ့တော့တနာရီတနာရီမှာကျွန်တော်ရဲ့နော်လစာဒီဝင်ငွေဒီပေါ့ဗျာဝင်ငွေဒီဘယ်လောက်လဲဆိုလို့ရှိရင်6800 38ကျပ်ဆိုတဲ့တနာရီဝင်ငွေထွက်လာတယ်ပေါ့ဗျာအဲ့တော့ကိုယ့်ရဲ့တနာရီဝင်ငွေကိုသိပြီတနာရီဝင်ငွေမှာကိုကဆိုကြပါစို့ပေါ့ဗျာ ကိုအနေနဲ့တသက်လုံးကိုဘလောက်တိုင်းတာဒီဝင်မလဲဆိုတဲ့အကြောင်းအရာကိုစဉ်းစားကြည့်ကြတာပေါ့။ဘာလို့ဆိုကိုကချက်ချင်းလက်ငိမ်းတော့မချမ်းသာဘူးလေဗျာဆူတာအဲ့တော့ကိုကတသက်လုံးဆူသွားမှာဟုတ်အငိမ့်စားယူတဲ့အထီးပေါ့ဗျာဒါမှမဟုတ်ရှင်တသက်လုံးပဲဆိုကြပါစို့ကဲဥပမာအနေနဲ့ပေါ့ဗျာဒီမှာတွက်လို့လွယ်ကူအောင်လို့ကိုရဲ့လက်ရှိအသက်က35နှစ်ရှိပြီဆိုပါစို့ နော်ကိုရဲ့လက်ရှိအသက်က35နှစ်လူတစ်ယောက်ရဲ့ပြင်းပြအသက်အပြင်ဆိုကြပါစို့ပေါ့ဗျာကိုကအသက်80အထိနေရမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်အောင်ပါ။နော်တလာဟို32သိန်းရတယ်။ကိုကအသက်35နှစ်ရှိနေပြီ။ဟလာအသက်80အထိနေရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကြံရှိနေတဲ့အချိန်ကာလဒီဒီမှာပြထားတဲ့အတိုင်းပဲ55နှစ်ပေါ့ဗျာ။နော်55နှစ်ကြံနေတယ်။အဲရက်ပေါင်းအနေနဲ့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ တလားတလားလုတ်ရက်က22ရက်ဖြစ်တဲ့အနေအထားမျိုးမှာတထောင်းတထောင်နဲ့နော်900ရက်ပေါင်းအလုတ်လုတ်ရအောင်ပါဗောဗျာအလုတ်လုတ်ရမယ့်ရက်ပါအဲ့ဒီအလုတ်လုတ်ရမယ့်ရက်မှာကျွန်တော်က나ยีပေါင်းအဖြစ်ပြောမယ်ဆိုလို့ရှိရင်တနေ့ကို7နာရီဆိုတဲ့အနေအထားမျိုးမှာဒီမှာ9000နဲ့3000နဲ့600နာยีပေါင်း9000 3000နဲ့600ပေါ့ဗျာအဲ့တော့ခုနကတော့ငါကျွန်တော်တို့တွက်ထားတဲ့ နော်တနာဟီလောက်ခလာစာဒီ6000ကျော်ဖြစ်ဒီဆိုတဲ့အနေထားမျိုးမှာကျွန်တော်ကနိုင်စုစုပေါင်းအဲလောက်ရမယ့်နိုင်က9000 3000နဲ့6နာ600လောက်ကျွန်တော်လောက်ရအောင်မဆွဲနေမှာမြောက်လိုက်တဲ့အနေထားမျိုးမှာအဲတသက်လုံးစာဝင်ငွေအနေနဲ့ကဒီမှာနော်6380နဲ့တသိန်း6400နဲ့800ဆိုပြီးတော့မှ3600ကျော်ထွက်လာတယ်ပေါ့ဗျာဒါဒီတသက်တာလုံးအဲရမယ့်အဲအဲလောက်ခလာစာဝင်ငွေပို့ဝင်ငွေလို့ပဲဆိုကြပါစို့ပေါ့ဗျာဒီမှာ အဲမေးစရာတခုတော့ရှိတာပေါ့ဗျာဒီမှာဟလာအသက်80ဒီနေရပါမလား okay ဒီမှာအသက်80ဒီနေရမယ်လို့ပဲစဉ်းစားကြည့်အောင်မဟုတ်ပြ။နေရတာမနေရတာဆိုတာကျွန်တော်ဒီမှာတွက်ချက်ရလွယ်ကူအောင်လို့အသက်80အထိအသက်ရှင်မယ်ဆိုတဲ့တဘောအတိတ်ပဲပေါ့ဗျာ။နောက်တစ်ခုကလည်းမေးစရာတစ်ခုကဟာတသက်လုံးလာခ72သိန်းပဲရမှာလားဗျာ။ okay ဒါလည်းတွက်ရလွယ်ကူအောင်လို့ပေါ့ဗျာ။နော်ဒီမှာနော်ဒီချန်ရှိနေတဲ့အချိန်ကာလမှာ72သိန်း တခါလေကြလို့ရှင်12သိန်းအောက်လည်းရရင်ရတယ်ရတဲ့လာတွေလည်းရှိရှိမှာပဲလေဗျာအဲ့တော့ပြန်ပြအားဖြင့်ပေါ့ဗျာ12သိန်းအောက်ရတဲ့လာတွေလည်းရှိမယ်12သိန်းနဲ့အထက်ရတဲ့လာတွေလည်းရှိမယ်ဘလို့ပဲဖြစ်ဖြစ်ဗျာတော့တလားတပြားတစ်ချက်မှမရတဲ့လာတွေလည်းရှိကောင်းရှိနိုင်ပါတယ်အနာကတ်ဆိုတာပြောလို့မရဘူးလေဗျာအဲ့တော့ဒီမှာအားလုံးကပြောလို့ရတယ်ဆိုပါစို့အဲ့တော့တင်ချပုတ်စာတစ်ခုအတွက်တဲ့အတိုင်းပေါ့ဗျာအားလုံးကဆိုပါစို့နဲ့ကြီးပဲသွားရတာဟုတ်တွေ့ရလွယ်ကောင်လို့ပါအဲ့တော့ဒီမှာအသက်80ကြီးနေရမယ်ဆိုပါစို့တလားကို12သိန်းကလည်းအဲ ပုံမှန်လေးရနိုင်မယ်ဆိုပါစို့เนาะဆိုပါစို့အဲ့တော့ဒီလိုဆိုပါစို့ဒါမှန်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်တက်တာလုံးမှာရမယ်ဝင်ငွေဒီเนาะတိန်6000ကျော်ရှိတယ်ပေါ့ဗျာအဲ့တိန်6000ကျော်ကိုကျွန်တော်ကဒီမှာလစဉ်မပြတ်ဆိုတလို့အနည်းဆုံး10ရာဂိုင်းတော့เนาะ10%ကိုကျွန်တော်စုသွားမယ်ဆိုပါစို့စုနိုင်ခဲ့တယ်ဆိုပါစို့เนาะမစုနိုင်တဲ့လားလည်းရှိကောင်းရှိနိုင်တယ်ဒီမှာတွေ့ရလွယ်ကူအောင်လို့ပါ10%စုမယ်ဆိုပါဒါဆိုလို့ရှိရင်เนาะ6000ကျော်ရမယ်အနေထားမျိုးမှာ ကျွန်တော်က10%စုနိုင်ခဲ့တယ်ဆိုလို့ရှိရင်အသက်80ပြည့်တဲ့အချိန်မှာလက်ထဲမှာဘယ်လောက်ကျန်မလဲဆိုလို့ရှိရင်စုငွေအနေနဲ့ပါ638သိန်းပေါ့ဗျာ။နော်6300ဆိုတော့638သိန်း10%စုခဲ့တာဟုတ်။ကဲတော့ဒီမှာစဉ်းစားကြည့်အောင်ပါ။နော်ကိုကအသက်80ရောက်နေပြီ။ကိုတနေ့တနေ့ကို sorry တလားတလားကိုစုလာခဲ့တာကအဲ30ရာခိုင်နှုန်းကိုစုလာခဲ့တယ်ကိုရဲ့ဝင်ငွေပေါ်မှာဘယ်လောက်ရခဲ့ပြီလဲဆိုလို့ရှိရင်အသက်80ပြည့်တဲ့အချိန်မှာ3600ကျော်ရခဲ့ပြီပေါ့ဗျာ။ တော့ဒီ3600ကျော်ဒီယနေ့အချိန်မှာ Honda Fit ကားတစ်စီးဝင်ဝယ်လို့ရမယ်အဲဒါပေမဲ့နောက်နာကက်နှစ်ပေါင်း80မှာ3600ကျော်ဒီများချင်ပါများလိမ့်မယ်ပေါ့ဗျာဒါဒီတော့ inflation လို့ခေါ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်းအထက်မစင်စားထားပါဘူးเนาะနောက်တစ်ခုကလည်း h ဆိုတဲ့အသက်ကိုလည်းအထက်မစင်စားထားသလိုဒီမှာကုန်ကျ opportunity cost ပေါ့ဗျာဒီပတ်စံကိုကျွန်တော်တို့ကအတိုးတစုံတရားရအောင်လုပ်နိုင်ခဲ့တယ်ဆိုတာလည်းမှန်ပါတယ်အဲ့ဒါတွေအားလုံးမစင်စားဘဲနဲ့အရှိအရှိတိုင်းကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်အသက်80မှာကျွန်တော်လက်ထဲမှာရှိမယ်ငွေအမောက်ပမာဏဒီ638သိန်းပေါ့ဗျာအဲ့တော့638သိန်းนี่ချမ်းသာမှုတစ်ခုရပြီလားလို့မေးလို့ရှိရင်ဒီမှာတော်တော်လေးကိုစဉ်းစားစရာအနေထားပါဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ အဖြေတစ်ခုကဘယ်လိုပြောလို့ရနိုင်တယ်လဲဆိုလို့ရှိရင်ငွေစုယုံဘယ်နဲ့တော့မချမ်းသာနိုင်ဘူးဆိုတဲ့အဖြေဖြစ်ပါတယ်ဒါကြောင့်မလို့လက်ကျွန်တော်ဒီမှာရေးထားပါတယ်ချမ်းသာကြွယ်ဝခြင်းဆိုတာငွေစုယုံနဲ့မရဘူးဆိုတဲ့အဖြေပဲဖြစ်ပါတယ်အဲ့တော့ငွေစုယုံနဲ့မရဘူးဆိုလို့ရှိရင်ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ယင်းနှိမ့်ညှို့နှံမှုတစ်ခုလုပ်ဖို့လိုတာပေါ့ဗျာယင်းနှိမ့်ညှို့နှံမှုယင်းနှိမ့်ညှို့နှံမှုဆိုတာ ကျွန်တော်တို့ကိုကငွေအတွက်ရှာတာလဲရှာတာပါတစ်ဖက်ကလည်းငွေကလည်းကို့အတွက်ကိုရှာပေးနေဖို့လိုပါတယ်ဒါကိုကျွန်တော်တို့ကယင်းနှိမ့်နှံမှုလို့ကျွန်တော်တို့ကခေါ်ပါတယ်ကိုကငွေကိုရှာတာက money making မှာငွေကကို့အတွက်ပြန်ရှာပေးတာကယင်းနှိမ့်နှံမှုလို့ခေါ်တဲ့ investing ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာအဲယင်းနှိမ့်နှံမှုတစ်ခုတည်းပဲလုပ်ရင်ချမ်းသာနိုင်သလားဆိုတော့လေဒီလိုလည်းမဟုတ်သေးပါဘူးဘာလို့လဲဆိုတော့ယင်းနှိမ့်နှံမှုတစ်ခုလုပ်ဖို့ဆိုတာကို့အနေနဲ့ငွေအတိုင်းအတာတစ်ခုကဝင်ဖို့လိုတာဘူးဗျာ ပြောချင်တာငွေရှာယုံတစ်ခုနဲ့မလုံလောက်ပဲနဲ့ငွေစုယုံတစ်ခုနဲ့လည်းမလုံလောက်ပဲနဲ့ဒီမှာငွေကိုပြန်ပြီးတော့မှရင်းနှီးဖို့လိုတယ်ဆိုတာလေးကိုကျွန်တော်ဒီမှာထောက်ပြလိုရင်းပဲဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းရေးထားပါတယ်ငွေကိုစုလဲစုမယ်ငွေစုတာမကောင်းမှုလို့ဒီမှာပြောချင်တာမဟုတ်ပါဘူးစုထားယုံတစ်ခုထဲနဲ့တော့မချမ်းသာနိုင်ဘူးလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့စုလဲစုမယ်စုထားတဲ့ငွေအမောက်ပမာဏကိုကိုကထပ်ပြီးတော့မှရင်းနှီးမြုပ်နှံမှုလဲလုံမယ်ဆိုလို့ရှိရင် ျွန်တော်တို့ကဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ငွေကိုငွေချင်းပွားပြီးတော့မှရင်းပြီးတော့မှပွားစေတဲ့သဘောမျိုးဖြစ်သွားပါပြီ။ဒါကြောင့်မို့လို့ကိုယ်အနေနဲ့ဒီမှာနော်ငွေစုတာလည်းတစ်ပိုင်းမှာငွေရှာတာကလည်းတစ်ပိုင်းမှာအဲ့ဒီလိုပဲကိုရှာထားတဲ့ငွေကိုကိုစုထားတဲ့ငွေကိုတစ်ဖက်မှာလည်းရင်းနှီးမြှုပ်နှံမှုဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုလှုပ်ပြီးတော့မှငွေကိုငွေချင်းပွားစေအောင်လဲလှုပ်ဆောင်နိုင်ရမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီမှာထောက်ပြလို့ရင်းမဲ့ဖြစ်ပါတယ် နော်ယင်းနှိမ့်မြုံနံမှုဆိုတာကိုလေ့လာစေခြင်းပါတယ်ယင်းနှိမ့်မြုံနံမှုဆိုတာကငွေကြေးပညာဖြစ်ပါတယ်အဲ့တော့ဒီမှာမေးစရာရှိတယ်ဒါဆိုလို့ရှိရင်ဆရာငွေစုတာနဲ့မချမ်းသာနိုင်ဘူးဆိုလို့ရှိရင်ယင်းနှိမ့်မြုံနံနာကောချမ်းသာနိုင်သလားလို့မေးစရာရှိပါတယ်ဒီမှာနော်ယင်းနှိမ့်မြုံနံမှုဆိုတာနော်ချမ်းသာမယ်မချမ်းသာဘူးလို့ကတော့အာမမခံနိုင်ပါဘူးဒါပေမဲ့တေကြတာတစ်ခုက ကိုကငွေအတွက်ကိုမလုတ်ရတဲ့အနေအထားမျိုးမှာငွေကကို့အတွက်ကိုပဲလုတ်နေလုတ်ပေးနေတယ်ငွေကကို့အတွက်ကိုရှာပေးနေတယ်ဆိုတဲ့အနေအထားမျိုးမှာကို့အတွက်အချိန်နေပိုကောင်းပိုထွက်လာနိုင်ပါတယ်ဒါဒီအဓိက key point ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယင်းနီမြုံနံမှုဆိုတာတစ်ဖက်မှာငွေရှာတာထက်အချိန်ပိုရှာတယ်လို့ပြောလို့ရှိရင်ပိုပြီးတော့မှမှန်ပါလိမ့်မယ်အမှန်တကယ်တော့ဗျာငွေရှာတာကိုကကျွန်တော်တို့ကအချိန်ကိုရှာတာဖြစ်ပါတယ် ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ငွေရွယ်စင်ခါမှာအချိန်နေရှိတယ်ဆိုတဲ့အနေထားမျိုးမှာအချိန်ကိုရင်းပြီးတော့မှငွေကိုရှာမယ်အသက်ကြီးလာတဲ့အချိန်မှာတဖြည်းဖြည်းနဲ့အရှားပါဆုံးအရာဒီအချိန်ဖြစ်လာတဲ့အခါမျိုးမှာကိုရှာထားတဲ့ငွေကိုပြန်သုံးပြီးတော့မှအချိန်ကိုပြန်ဝယ်ခြင်းအားဖြင့်ကိုရဲ့အချိန်တွေပိုထွက်လာနိုင်တယ်ပေါ့ဗျာဒါကြောင့်မို့လို့အစုံးမှာကျွန်တော်တို့ငွေရှာတယ်ဆိုတာကအချိန်ကိုရှာခြင်းပဲဖြစ်ပါတယ် ငွေကိုเนาะကျွန်တော်တို့ကအတုံးချပြီးတော့မှအချိန်ကိုတစ်ချိန်ချိန်မှပြန်ပြီးတော့မှဝယ်ယူနိုင်ပါတယ်အ ਨੇ ဆုံးတော့သူများအချိန်မဟုတ်ရင်တော့မှကိုယ့်ရဲ့အချိန်ကိုကိုပြန်ဝယ်ယူနိုင်ပါတယ်ကိုလောက်ရမယ့်အစားသူတပားကိုငွေပေးပြီးတော့မှကိုယ့်ရဲ့အချိန်ကိုဝယ်ယူနိုင်ပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ယောဂါတစ်ခုဖြစ်လာတဲ့ဆွဲနေရမှာเนาะတရက်ပဲအသက်ရှင်မဲ့အနေထားမျိုးမှာတလအသက်ရှင်အောင်လို့ကျွန်တော်တို့ကအချိန်ကိုငွေကြီးနဲ့ ပြန်လဲပြီးတော့မှဝေယူရမယ့်အချိန်ဆိုတာရောက်ကောင်းရောက်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ငွေဆိုတာကကျွန်တော်တို့ကငွေရှာတယ်ဆိုတာထက်အချိန်ကိုရှာတာဖြစ်ပါတယ် ဲ့တော့ငွေငွေရှိတဲ့ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့မိသားစုအတွက်ပို့ထွက်လာတဲ့အချိန်တွေကိုပေးနိုင်မယ်။เนาะ investment ဆိုတဲ့အကြောင်းအရာငွေကငွေကိုပြန်ရှာနေတယ်ဆိုတဲ့နေရာမှာပို့ထွက်လာတဲ့အချိန်တွေအပေါ်မှာကျွန်တော်တို့ကကိုဝါဒနာပါတဲ့အကြောင်းအရာတွေကိုအချိန်ပေးကောင်းပေးနိုင်မယ်ကိုဝါနာပါတဲ့ခေါင်းကြိုက်တာဖြစ်ဖြစ်မယ်အားကစားတစ်ခုခုအချိန်ပေးနိုင်မယ်ကိုယ့်ရဲ့ပို့ထွက်လာတဲ့အချိန်တွေကိုကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ကျွန်တော်အချိန်ပေးလို့ရရမယ်ကိုယ့်ရဲ့ပို့ထွက်လာတဲ့အချိန်တွေကိုကိုကခရီးသွားရင်လည်းသွားမယ်ပေါ့ဗျာအဲ့တော့အချိန်အချိန်အတွက်ငယ်ရွယ်စဉ်ကမှာ နော်ငွေအတွက်အချိန်ကိုပေးပြီးတော့မှအလုပ်လုပ်ခဲ့ရတယ်ဆိုတဲ့အနေအထားမျိုးမှာတေချာတာတစ်ခုကတော့တစ်ချိန်မှာငွေကနေပြီးတော့မှအချိန်ပို့ထွက်လာအောင်တော့တစ်ချိန်ချိန်မှာလုပ်ယူရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ investment ဆိုတဲ့အကြောင်းအရာလေးကိုသိခြင်းအပြင်ငွေကိုငွေချင်းပွားယူနိုင်တယ်ဆိုတဲ့ငွေကြေးပညာရက်ကိုသိခြင်းအပြင် ေကြတာတခုကမချမ်းသာတော့လဲပဲအချိန်တွေပို့ထွက်လာမယ်ဆိုတာကတော့အသေးအချာပါပဲပို့ထွက်လာတဲ့အချိန်တွေကိုကျွန်တော်အခုခြားပြတဲ့မိသားစုပေါ်မှာပို့ထွက်လာတဲ့အချိန်တွေကိုကိုဝါရဏပါတဲ့အကြောင်းအရာပေါ်မှာပို့ထွက်လာတဲ့အချိန်တွေကိုမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းပေါ်မှာပို့ထွက်လာတဲ့အချိန်တွေကိုကျွန်တော်တို့ခီးသွွာလာခြင်းအပေါ်မှာအချိန်ပို့ပေးလို့ရတာပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာတိုက်တွန်းချင်တာတခုကအသက်ငယ်တုန်းအချိန်ရှိတုန်းလေလာလူစိတ်လေးရှိတုန်းမှာ ငွေကြေးဆိုတဲ့အကြောင်းအရာတွေ investment ဆိုတဲ့အကြောင်းအရာတွေကိုလေ့လာပါလို့ကျွန်တော်အနေနဲ့ဒီမှာတိုက်တွန်းလိုပါတယ်။ကဲတခုမို့တခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာ။အားလုံးကိုနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။ကျေးဇူးပါ